ကြားတယ်သုံးထိပ်စီဟိုနေ့ကကျွန်တော်ပြတယ်နော်သုံးထိပ်တို့သုံးညထိပ်တို့ဒီညလည်းသုံးထိပ်နဲ့သုံးညထိပ်နဲ့ပဲနောက်ပိုင်းကတော့ကိုယ့်ကိုတွတ်ကြည့်ပေါ့ဗျာကျွန်တော်လည်းရှာတော့ရှာတာပဲဒါကဒါကကျွန်တော်တို့ဒီမှာအချိန်ခိုက်ခွန်ခါ၈ခါ၉ခါလို့ထည့်သွားတယ်လိုက်နော်ပြီးခဲ့တဲ့ဘွဲတော့ကိုရှစ်ခွန်ခါသုံးလုံးထည့်သွားတာအဲ့ဒီကိုရှစ်ခွန်ခါသုံးလုံးထည့်ပြီးသွားတာ ਨੇ သူ့ရဲ့အောက်မှာထည့်သုံးလုံး၅နော်ကို၃၃က၅ တခါ9 3 8 6เนาะ9 6ဒီနေရာမှာခွန်လို့ထည့်မယ်ဆိုရင်ကျွန်တော်တို့3ထိပ်စီဝင်သွားမယ်เนาะအဲထည့်စီ3လုံးခွန်ထည့်စီ3လုံး6ထည့်စီ3လုံး5เนาะအဲ့ဒီမှာ तू က3နောက်ပိတ်ဒီကြည့်ပဲ तू ထည့်တယ်เนาะ3နောက်ပိတ်ဒီနဲ့ပဲ तू ထွက်နေတယ်အဲ့ဒီနေရာမှာ3နောက်ပိတ်နဲ့ထွက်အောင်မလားမထွက်ဘူးလားတော့မသိဘူးပေါ့เนาะအဲ့ဒီမှာထည့်စီ3လုံးက8ဖြစ်လို့8ပါပါဒီနေရာ3ပိတ်တာလားဒီမှာလည်းထည့်စီ3လုံး8 8ပါပါ3ပိတ်เนาะ ဒါဆိုရင်ဒီမှာထည့်သေးသုံးလုံးကရှေ့ပြထားလို့ရှေ့ရဲ့ပါဝါဒီဘွဲကို၃ပိတ်မယ်ဆိုရင်သူက၃ထိပ်၃အပိတ်နဲ့ကစားလို့ရတယ်เนาะအဲ့ဒါကတခုပေါ့ဗျာเนาะ၃ထိပ်ကိုအထောက်ကူလေးတခုယူပြတယ်နောက်ပြီးတော့ဒီနားလေးမှာကျွန်တော်တို့ဆိုနှစ်နှစ်ချာ၄၃နှစ်လို့ဖြစ်ထားတာရှိเนาะသူကနှစ်နှစ်ချာမှာ၃ပိတ်နှစ်နှစ်ချာမှာ၂ပိတ်เนาะ၄၃နှစ်အဲ့ဒီ၄ပိတ်ရဲ့စောင်းမှာ၃ညပိတ်၁အပိတ်၂ပိတ် 391နှစ်လို့ဒီတခါစီနီယာပြန်ထည့်အဲ့ဒီ391နှစ်လို့ထည့်ပြီးသွားရင် तू ကအဲ့ဒီမှာဘာပါလဲဆိုတော့ထည့်သုံးလုံးဒီထည့်စီသုံးလုံးနှစ်နော်ဒီမှာလည်းထည့်စီသုံးလုံးကနှစ်ဒီမှာလည်းထည့်စီသုံးလုံးကနှစ်နှစ်ပုံစံရိုက်တယ်သူ့ရဲ့တပွဲကျော်391အပိတ်တပွဲကျော်1အပိတ်တပွဲကျော်2အပိတ်နော်391လို့ထည့်ထားရှိအဲ့ထည့်ထားတဲ့ဘေးမှာဒီသုံးလုံးကကျွန်တော်တို့6လို့သူထည့်နော်ထည့်သုံးလုံး6 ိုးပြီးတော့ထိတ်သုံးလုံးကသူကဒီမှာရှစ်လို့ထည့်နော်ကိုးပြီးတော့ထိတ်သုံးလုံးကရှစ်ရှစ်ပြီးတော့ထိတ်သုံးလုံးကခွန်လို့ထည့်မယ်ဆိုရင်6 8 3ဆိုမှသူကခွန်လို့ပြည့်နော်အဲ့တော့ဒီနေရာမှာလည်းသူကတုံးထိတ်စီရဝင်တာပဲအဲ့ဒီမှာဒီသုံးလုံး6လို့ထည့်လိုက်တာနဲ့ဒီသုံးလုံးက6လို့ထည့်နော်ဒီသုံးလုံး8လို့ထည့်တာနဲ့ဒီသုံးလုံးကခွန်လို့သူပြန်ထည့်6ခွန်အခုတခါခွန်8 3ဒီ3လုံးကိုကျွန်တော်တို့က8လို့ထည့်လိုက်ရင်3ထိပ်စီပဲเนาะအဲဒီ3လုံးက ဒီသုံးလုံးကခွန်ဒီသုံးလုံးကရှစ်နော်အဲ့ဒီ6ခွန်ရှစ်လို့ထည့်ရင်ဒီက6ရှစ်ခွန်လို့သူကပြောင်းပြန်ပြန်ချုပ်ထားတာရှိအဲ့ဒါကြောင့်မလို့ဒီဘွဲကိုကျွန်တော်ဒီသုံးထိပ်စီတစ်လုံးဒါကျွန်တော်သဘောကျတယ်ပေါ့ဗျာနော်ခုနကစိုက်ကလည်းစိုက်ကတော့မကမလပဲသူကတော့ပေါင်းချင်းကိုကျွန်တော်တို့ယူကစားကြည့်တာ9 6ခွန်လို့ထည့်ရင်ဒါသုံးထိပ်စီပဲဝင်တယ်နော်အဲ့ဒီသုံးထိပ်စီကို ကျွန်တော်ဘာလို့ပြောတော့ဆိုတော့အဲ့ဒီသုံးထိပ်စီးကဟိုနေ့ရလဲကျွန်တော်ပြတယ်နော်ဆိုတော့ဒီနှစ်ပိတ်မှာကျွန်တော်တို့6ပရိတ်6ပရိတ်6ပရိတ်ဒါနှစ်ရေချာအကိုက်တည်းရှိတယ်နော်6ပရိတ်ဒီအဲ့ဒီ6ပရိတ်ရဲ့တစ်နှစ်ကြုံမှာကျွန်တော်တို့ကိုးထိပ်စီးသူ့အထက်ဆောင်မှာပရိတ်၄လို့ရိုက်တယ်နော်ဆိုတော့သူကနေအောက်ကိုအချိန်ခိုက်ဆင်းလာလဲဒီ6ပရိတ်ရဲ့တစ်နှစ်ကြုံမှာ၈ထိပ်စီးပရိတ်၄လို့သူရိုက်တာရှိတယ်အဲ့ဒီပရိတ်6ရဲ့တစ်နှစ်ကြုံမှာ9ထိပ်စီးပရိတ်၄နော်သူက9 8 9 အထက်ဆောင်နှစ်ပွဲကျော်ပရိတ်၄ပရိတ်၄ပရိတ်၄လို့သူထွက်တာအဲ့ဒီ၄လို့ထွက်တာတော့အဲ့ဒီ၄ရဲ့နှက်ကတ်ကို ထိတ်နှလုံးတုံညနဲ့နှစ်ထိတ်နဲ့နှစ်လို့သူပြန်ပြီးတော့ကစားတယ်နော်ဒါဆိုရင်ဒီမှာဒီမှာလဲပရိတ်၄အဲ့ဒီ၄ရဲ့နှက်ကတ်ကိုဒီနှလုံး၁နဲ့ဒီ၁ထိတ်နဲ့နှစ်လို့ပဲသူပြန်ထည့်တယ်အဲ့ဒီပရိတ်၄ကိုဒီနေရာမှာခြေနှလုံး၉နဲ့၃ထိတ်နဲ့ပေါင်းမှသူနှစ်လို့ပြန်ထည့်မယ်ဆိုတော့ဒါလဲကျွန်တော်တို့၃ထိတ်စီပဲရတယ်နော် အဲ့ဒီသုံးထိပ်ကတို့လေးပါပါဒီသုံးလုံးနှိမ့်လို့ရိုက်လိုက်တာနဲ့ခွန်ပါပါနှိမ့်ထိပ်လို့ထည့်တာနှစ်ချက်ချုပ်တာเนาะအဲ့ဒီလေးရဲ့ပါပါဒီသုံးလုံးကိုကျွန်တော်တို့နှိမ့်လို့ထည့်လိုက်တာနဲ့6ပါပါတစ်ထိပ်လို့ထည့်เนาะအဲ့ဒီမှာကျွန်တော်တို့လေးရဲ့ပါပါဒီသုံးလုံးကိုနှိမ့်လို့ထည့်အောင်သုံးထိပ်စီထည့်လိုက်တာနဲ့ဟာဒီ၈ထိပ်စီရဲ့ပါပါသုံးထိပ်လို့ပဲသူထည့်เนาะအဲ့ဒီသုံးထိပ်ကဒီသုံးထိပ်ဆိုင်နေဟာဒီသုံးထိပ်ဆိုင်နေရကျွန်တော်တို့ပြစ်လို့မရဘူး။ तू อ่ะဒီပေါင်းချင်းခွန်၈ 6ဆိုတာကိုဒီဘက်မှာ6 8ဆိုပြီးသူနှစ်မျိုးချုပ်ထားတော့เนาะဒီသုံးထိပ်စီရဒီမှာလည်းအတူတူပဲကျွန်တော်တို့ဒီသုံးလုံးပေါင်းရင်နှိမ့်ဖြစ်လိုက်တာနဲ့ခွန်ပါပါနှိမ့်ထိုင်နေအန်ခိုင်ဝင်ဒီသုံးလုံးနှိမ့်လို့ထည့်လိုက်တာနဲ့6ပါပါတိထိုင်နေအန်ခိုင်ပဲเนาะအဲ့ဒီမှာဒီသုံးလုံးနှိမ့်ဖြစ်အောင်သုံးထိပ်ထည့်တာနဲ့6ပါပါသုံးထိပ်နေသူကွက်တိသူကကစားနေလို့အဲ့ဒီမှာတို့ဒီမှာတုံညာခါးတွေဒီမှာလည်းတုံညာခါးတွေဒီမှာလည်းတုံညာခါးနဲ့သွားအောင်မလားအဲ့တုံညာခါးနဲ့သွားမယ်ဆိုရင်ကျွန်တော်ကခုနကဟိုဆိုင်မှာတုံညာခါးနဲ့ ဒီအထောင်သုံးလုံးရှစ်ပါပါ၃နောက်ပိတ်ဆိုကျွန်တော်3300ဆိုပြီးကျွန်တော်ဒါလေးထည့်ကြည့်တာเนาะပြောချင်တာကတော့၃ထိပ်စီးပဲဒါကျွန်တော်မိတ်ဆွေတွေ၃ထိပ်နဲ့ပတ်သက်တဲ့ကဏ္ဍတွေပေါ့เนาะအခုကျွန်တော်တို့ဒီ3300အတွဲကိုယူကျွန်တော်3300 6ဆိုတဲ့ကဏ္ဍတွေဒါမွေးကဏ္ဍရှိတယ်3300 9တွေ3300 9တွေဒါအကုန်လုံးကျွန်တော်တို့ထိုးလို့ရတယ်ပဲเนาะမွေးကဏ္ဍတွေကသူ့အနေနဲ့သူအကုန်လုံးကတော့ရှိပြီးသားဖြစ်နေတော့ဟို၃ထိပ်နဲ့ပတ်သက်ရင်တော့၃300အတွဲလိုက်ကစားစေးခြင်း နောက်ပြီးတော့ဟိုနေ့ကကျွန်တော်ပြောတဲ့ရှေ့ပေါင်း9ရှေ့ပေါင်း9ကိုထည့်မယ်ဆိုရင်ကျွန်တော်တို့3 3 6 3 360ဆိုတဲ့ကဏ္ဍမျိုးတွေဒါမစိုးဘူးအဲ့ဒီကဏ္ဍတွေကဒါမွေးကဏ္ဍတွေရှိတယ်နော်အဲ့ဒီ3ထိပ်ကအတာထားလိုက်အောင်ဟိုနေ့ကကျွန်တော်ပြရတဲ့3ထိပ်မှာလဲသူကနှစ်ချက်ချုပ်ထားတာနော်အဲ့ဒါကြောင့်မလို့อืมဒီ3ထိပ်ကပေါ်တော့တော့3ထိပ်တော့မဟုတ်ဘူးလို့ဒါဟိုနေ့ကကျွန်တော်ပြရတဲ့3ထိပ်ဒီ3လုံး9ကိုဒီ3လုံး9လိုက်တာနဲ့နောက်နောက်ပိတ်ကထိပ်လို့တက်နော်အဲ့ဒါမှဒီ3လုံးက3ညကိုဒီ3လုံး3ညလို့ထည့်တာနဲ့နောက်ပိတ်ကထိပ်လို့တက် အခုဒီမှာဒီသုံးလုံး1ကိုဒီနှလုံး1လို့ဖြစ်အောင်သုံးထည့်စီထည့်လိုက်တာနဲ့အဲဒီသုံးနောက်ဘက်ကထည့်လို့တက်မှာဆိုဒီဘက်မှာသုံးထည့်စီရကောင်းတယ်အဲ360တကွက်နော်မမိပါနဲ့သုံးစုံညအတွဲလိုက်ကိုသူကကစားသွားလို့ရတယ်နောက်ပြီးတော့ဟိုနေ့ကကျွန်တော်ပြောတဲ့တုံညထိတ်နော်ဒီကောင်ကတုံညထိတ်လိုင်းကျွန်တော်ဒီနားမှာဒီကောင်ကနှိမ့်ရင်မကြိုက်ဘူးနော်ကျွန်တော်ဖြစ်စင်နေလိုက်ထားတာကျွန်တော်ဒီ၈ထိတ်စီဒီမှာထွက်တယ်၈ပါဝါ ညောင်ရှစ်ထိတ်စီရရေးသွားမယ်နော်ရှစ်ထိတ်စီရအောက်၃ဘွဲကြုံပါတစ်ထိတ်ကတစ်ထိတ်လူဆောင်တက်ပေါက်တာနော်နောက်တစ်ခါဒီမှာရှစ်ထိတ်စီရှိတယ်သူ့ရဲ့အောက်၃ဘွဲကြုံပါတစ်ပြီးတော့၃ညနော်၃ညထိတ်က၃ညထိတ်လူတက်တယ်နောက်ဒီမှာရှစ်ထိတ်သူ့ရဲ့အောက်၃ဘွဲကြုံပါတစ်၃ညပြီးတော့ဒီမှာ၉၉ထိတ်စီရ၉ထိတ်လူသူတက်ပေါက်တာရှိအဲ့ဒီလိုပေါက်ထားပြီးတဲ့အဲ့ဒီရှစ်ရပါပါထိတ်ထောင်း၁၆33ဆိုတော့နော်ကျွန်တော်တို့ပေါင်းကြည့်လိုက်လို့ရှိရင်ရှစ်ရပါပါ73ပေါ့နော်3ပေါ့ ချစ်ရပါပါလေးလုံးပေါင်းရင်3လို့ဖြစ်တယ်နော်ဒုတိယကတ်မှလည်းအဲ့ဒီတိုင်းပဲဒီရှိတ်ထိတ်ဈေးရဲ့အောက်3ခွဲကျော်မှာထိတ်တူထိတ်လို့တက်ပေါက်တယ်ပေါက်ပြီးတာနဲ့ထိတ်ဈေးတောင်လေးလုံးပေါင်းကြည့်ရင်6633များဆိုတော့3လို့ပဲသူထွက်တယ်နော်တခါဒီရှိတ်3ခွဲကျော်မှာ6ထိတ်က6ထိတ်လို့တက်တယ်သူ့ရဲ့အောက်မှာရှိတ်ရဲ့ပါပါထောင်လေးလုံး3ဖြစ်အောင်ကျွန်တော်တို့6683ညမှာเนาะ3ညထိပ်စီထဲမှာသူက3လို့ထည့်เนาะ ဟာ तू ကဒီ site ကိုဘာလို့ကျွန်တော်တို့ကစားတော့ဆိုတော့တစ်ထိပ်ဆောင်တက်ပေါက်ပြီးရင် तू အောက်မှာ60ခွန်ရှိတွေ့တယ်။တုံးရထိပ်ဆောင်တက်ပေါက်ပြီးတော့68ရှိတွေ့တယ်เนาะ6868ဒီ9ထိပ်ဆောင်တက်ပေါက်ပြီးတော့ ਨੇ तू အောက်မှာ69ရှိတွေ့တယ်เนาะ69 68 6ခွန်လို့ तू ကစားထားတယ်။အော်အဲ့ဒီမှာကစားထားတဲ့ဆိုတော့ကျွန်တော်တို့ဒီထိပ်စီးတောင်သုံးလုံးသုံးရင်ထည့်လိုက်တာ ਨੇ သုံးရဲ့အဲ့ဒီသုံးလို့ထည့်လိုက်တာ ਨੇ သုံးထိပ်က3ထိပ်လို့ဆောင်းစင်းပေါက်ရအောင်เนาะ အဲဒီထောင်သုံးလုံးသုံးရလဲငါးနှစ်ကငါးပရိရဲ့နှစ်ကကျွန်တော်တို့ဒီမှာသုံးပေါ့ဗျာနော်ငါးသုံးသူကလည်းကစားသွားလို့အတူတူပဲဒုတိယကမှအတူတူပဲနော်တုံညာထိပ်ပေါက်တယ်ထောင်သုံးလုံးကသုံးထောင်လေးလုံးကသုံးလို့ဖြစ်တယ်ဖြစ်လိုက်တဲ့အချိန်မှာဟာဒီထိပ်စည်းသည်ထိပ်စည်းဇောင်းစင်းပေါက်ကအဲ့ဒါမှာတုံညာ661ဆိုပြီးတော့သုံးလို့သူကစားတယ်နော်အခုဒီမှာကျွန်တော်တို့ကိုကိုဇောင်းတက်ပြီထိပ်စည်းတောင်လေးလုံးပေါင်းရင်သုံးဖြစ်အောင်ကျွန်တော်တို့တုံညာထိပ်စည်းထည့်လိုက်တဲ့အချိန်မှာဟာဒီတုံညာထိပ်ကတုံညာထိပ်လို့ဇောင်းစင်းပေါက်ရမယ် เนาะလိုင်းမကောင်းနောက်မှပြန်ကြည့်ကိုဘေးကုန်ခံနေနဲ့နောက်မှဖြည်းဖြည်းပြန်ကြည့်ကျွန်တော်မဖြတ်ပါဘူးအဲ့တော့ကျွန်တော်တို့ဒီ၅ပရိတ်နက္ခတ်1003လေးလုံး3ဒီမှာ၅ပရိတ်ရဲ့နက္ခတ်အထောင်၄လုံးက3၅ပရိတ်ရဲ့နက္ခတ်အထောင်၄လုံးက3เนาะဒီ3ရဲ့ပါဝါ3ဘွဲကျော်မှာ8ထိပ်ဒီအထောင်၄လုံး3ရဲ့ပါဝါ3ဘွဲကျော်မှာ8ထိပ်အဲ့အထောင်၄လုံး3လို့ဖြစ်တယ်3ပါပါ8ထိပ်ကြီးပြစားထားတယ်အဲ့ဒီထိပ်စည်းဒီထိပ်စည်းလို့ဇောင်းစင်းတာ ਨੇ အထောင်၄လုံးက တစ်ကတစ်လို့စဉ်းစားနေအထောင်၄လုံးက3အဲဒီ၃ညဒီ၃ညလို့စဉ်းစားနေအထောင်၄လုံးက3လို့ပဲဖြစ်ကြမယ်เนาะအဲ့ဒီမှာကျွန်တော်တို့ဒီဗရိတ်5ကြီးကများ5ဗရိတ်လို့စဉ်းစားလာခါတရံနောက်ပိတ်နေထွက်တာလားဒါတချက်เนาะဒုတိယအကမှာလေကျွန်တော်တို့ဒီဗရိတ်3ကြီးကများ3ဗရိတ်လို့စဉ်းစားလာခါတိုင်းဒီနောက်ပိတ်နေထွက်တာလားเนาะဒါဆိုရင်ဒုတိယအကမှာဒီဗရိတ်8ကြီးက ဒီမှာရှစ်ပရိတ်လို့များစင်းသွားမလားခါတိုင်းဒီနောက်ပိတ်အဲနောက်ပိတ်ဒီခါတိုင်းစင်းမလားဆိုရင်ဒီကနန်းတကွက်ပဲရှိတယ်နော်၃ည၈၃ညအဲဟိုနေ့ကလည်းကျွန်တော်ရှစ်ခါးကြီးပြထားပြီးသားပါနော်အဲ့ဒါကကျွန်တော်တို့ဖြစ်စင်တဲ့ဒါတွေးကြည့်လိုက်တာပေါ့လေနော်ဒီ၃ညထည့်စီနောက်ပိတ်ဒီခါဝင်ပြီးတော့ရှစ်ပရိတ်ကရှစ်ပရိတ်လို့ဆောင်းစင်းရင်တကွက်ရှိတော့တာအဲ့ဒီမှာကျွန်တော်တို့ခုနကပြောတဲ့၃ည၅၃ဆိုတဲ့ကနန်းမမိနဲ့နော် နောက်တစ်မျိုးကျွန်တော်ယူပြမယ်အဲ့ဒီ line ထဲမှာကျွန်တော်တို့ဒီကဏ္ဍသည်ရှေ့1 2 3 4 5 6 9နှစ်မြောက်က5ပြိတ်ကဏ္ဍနော်ငါ့ကို2 point 6လိုက်ရင်ကျွန်တော်တို့3ဒီမှာ3ပြိတ်ကဏ္ဍဒီကဏ္ဍသည်1 2 3 4 5 6 9နှစ်မြောက်ထဲမှာတိတ်ထိတ်နေပေါ့နော်တခါသူကနေအချိန်တိုင်းဇောင်းတက်လိုက်3ကို2 point 6ရင်17ပြိတ်နော်17ပြိတ်အဲ့ဒီ7ပြိတ်ကဏ္ဍဒီ1 2 3 4 5 6 9နှစ်မြောက်ထဲကဟာဒီမှာ3ညထိတ်စီလို့ထွက်တဲ့နေရာမှာမြား ော်တုံညာထိတ်လို့ထွက်တဲ့နေရာမှာများပေါက်သွားမလားဒါကြောင့်မို့ကျွန်တော်တုံညာ65လို့ထည့်တာเนาะဒီနေရာမှာကျွန်တော်တို့5ဗရိတ်เนาะအဲ့ဒီ5ဗရိတ်ကနေလို့အချိန်ကတ်1 2 3 4 5 6ဝဲတက်2နှစ်ကျော်ရင်3ဗရိတ်သူကနေ1 2 3 4 5 6ဝဲတက်2နှစ်အဲ6ဝဲတက်နေရော1 4 6 2နှစ်ကျော်2 4ဩဒီကောင်ကျွန်တော်ဒီကောင်ကအနည်းကြီးမှမကြိုက်တာဘူးဒီ line တန်းတန်းသွားယူလို့မရဟုတ်တယ် သူနဲ့သူနဲ့ဒါဒီ site ကကျွန်တော်နေ့ရက်ကြီးပဲတာမဟုတ်ဖြစ်စင်နဲ့လိုက်ထားတာเนาะအဲ့ဒီကဏ္ဍကအရှိ9နင်းမြောက်ကကဏ္ဍဒီကဏ္ဍဒီအရှိ9နင်းမြောက်ကကဏ္ဍเนาะအဲ့ဒီနေရာမှာထွက်မဲ့ကဏ္ဍအရှိ9နင်းမြောက်ကပရိသတ်ပြကဏ္ဍဆိုဒီတကွက်တည်းရှိတာ၃ရက်ပါတယ်ကျွန်တော်လည်းပြောရင်းနဲ့ရွာလဲနေအဲ့တော့ဒီမှာ73လို့ဖြည့်မြင်ထိတ်တူထိတ်လို့ဆင်းနေ3ထိတ်စီကဏ္ဍဒီ1 2 3 4 5 6 9နင်းမြောက်ကကဏ္ဍเนาะအဲ့ဒီမှာ၄လုံးပေါင်း73ဖြစ်ကြမယ်တိထိတ်ကတိထိတ်လို့ထည့်မြင်ဒီကဏ္ဍဒီ1 2 3 4 5 6 9နင်းမြောက်ကကဏ္ဍ အဲ့ဒီမှာကျွန်တော်တို့1400လုံးပေါင်း73ဖြစ်ကမြေတုံညထိပ်စီးနေ1 2 3 4 5 6 9နှစ်မြောက်ထဲကတုံညပါတဲ့ခန်းကအဲ့ဒီနေ့ထဲမှာ3ခွက်တည်းရှိတယ်တုံညတုံည6ရေဟောငါ3ခွက်တုံညတုံည5ရေတုံည56ရေတုံည9ခွန်4ခွက်ပေါ့နော်တုံည9ခွန်ရှိမယ်အဲ့အဲ့ဒီမှာတုံညဟုတ်တယ်တုံည9ခွန်ရှိမယ်တုံည6 5ရှိမယ်တုံည5 5တုံည6နော်ဒါတော့တုံညပါတာကအဲ့ဒီနေ့ထဲမှာ4ခွက်တည်းရှိတယ်ဆိုတော့ကျွန်တော်မိတ်ဆွေဒီ တုံညထိတ်စီးနဲ့နှစ်ကွက်နှစ်ကွက်စီဒါထိုးလို့ရတယ်နော်တုံညကိုခွန်တုံညခွန်ကိုတုံည96တုံည65တုံည95တကွက်သေးပဲအားရမလို့တုံညတုံည6တုံည6တုံညနော်အဲကျွန်တော်ကဒီနေရာမှာနှစ်မျိုးယူပြတာပါနော်ခြေကလိုမျိုးငါးပရိတ်ဆောင်စင်းမယ်နောက်ဘက်ကခါနဲ့ဒီမှာသုံးပရိတ်ဆောင်စင်းမယ်နောက်ဘက်ကခါနဲ့တကယ်လို့ဒီနေရာမှာ၈ပရိတ်ဆောင်စင်းနောက်ဘက်ကခါနဲ့ဆို၈ရာဆိုတဲ့ခဏရှိမယ်နော်တုံည96ဆိုတဲ့ခဏရှိမယ် 3965 3965ဟုတ်တယ်။နောက်ပြီး3936နော်3909နော်ဒါဒီပဲရှိတယ်။အဲကျွန်တော်မိတ်ဆွေတွေကြိုက်တယ်လို့ထူဒါပေမဲ့3ထိတ်ကလည်းဟိုနေ့ကျွန်တော်ပြပြီးပြီ။ဒါပေမဲ့အခုဒီညပြတဲ့ site တွေထဲမှာ3ထိတ်ကတော်တော်ကစားဖို့ကောင်းတယ်နော်။သူက2ချက်ချုပ်တွေကြီးပဲ။ဒီလုံး9 10လို့ဖြစ်တာနဲ့နောက်ဘက်ကထိတ်နောက်ဘက်ကထိတ်နောက်ဘက်ကထိတ်လို့ကစားတယ်နော်။ဒါကတမျိုးဒီမှာလည်း2ချက်ချုပ်တယ် ောက်ဒီနေရာမှာလည်းအတူတူပဲဒီသုံးလုံးနှစ်လို့ဖြစ်တာနဲ့၆ပါဝါတက်တာပဲဒီအဲဒီမှာဒီသုံးလုံးနှစ်လို့ဖြစ်တာနဲ့ခွန်ပါဝါနှစ်ဒီသုံးလုံးနှစ်လို့ဖြစ်တာနဲ့၆ပါဝါတက်ဒီသုံးလုံးနှစ်လို့ဖြစ်တာနဲ့၈ပါဝါသုံးဒီမှာလည်းနှစ်ချက်အပေါ်အောက်လျှောက်ထားတာသုံးထိပ်ကနောက်ဒီကောင်လည်းအတူတူပဲနော်၉၈ခွန်လို့ဖြစ်လိုက်တာနဲ့၆ခွန်၈လို့ထက်တာနဲ့သုံးထိပ်ကဒီမှာလည်းနှစ်မျိုးလျှောက်ထားတာဒီတစ်လိုင်းပဲသူကတော့တစ်မျိုးတည်းကစားပေမယ့်ဒီနေရာမှာလည်း သုံးကိုနောက်ပိတ်တဲကစားလို့ရတယ်လို့ထိတ်လဲကစားလို့ရတယ်နော်ကျွန်တော်တို့သုံးတုံညာနှလုံးလုံးကိုကစားခြင်းတာနေရာထိုင်နေရတခါတလေကြရင်ကိုယ်လည်းရောက်ရင်လဲလဲကစားသွားတာမျိုးတွေလည်းရှိတယ်နော်သုံးထိတ်နဲ့တုံညာထိတ်နဲ့ကြိုက်တဲ့ဟာကိုကျွန်တော်မိတ်ဆွေတွေကစားပေါ့ဗျာကျွန်တော်ကတော့နှစ်မျိုးတည်းကအဲ့နှစ်မျိုးနှလုံးတည်းကပဲကစားမယ်ကြံတဲ့ကဏ္ဍထိတ်စီးနဲ့တော့မကစားဘူးနော်သုံးထိတ်တုံညာထိတ်နဲ့ကြိုက်ကွက်ရှာအောင်မယ်လောလောဆယ်650ဒါတော့မစိုးဘူးလို့ထင်တာပဲเนาะ650လည်းမွေးကနန်းနေရှိတယ် 360နော်360 650နှစ်ကွက်အဲ့ဒါလေးတော့မှတ်ထားလိုက်နောက်390နော်ကျွန်တော်ဒါလေးကိုဆိုရင်3ညထိပ်စီးနဲ့3ညဟော3ဟောပတ်သွားအောင်ကစားလို့ရနော်ဒါလေး3ညထိပ်စီးဆိုင်ဟိုနေ့ရပဲကျွန်တော်ပြတယ်3ညရှစ်တော့ဖတ်လောက်ပါဦးထင်တာကဲအဲ့ရှစ်ခါကြီးနဲ့3ညရှစ်လို့ထွက်နေမှာ3ည3ရှစ်လို့အော်ကျွန်တော်ပြောပြအောင်မယ်တစ်ကတစ်ကလည်းမကြိုက်ပါဘူးဗျာတစ်ခါတော့ရှိတယ်ဗျာမကြိုက်တစ်ခါဘူး ကျွန်တော်မိတ်ဆွေတွေကြိုက်တယ်လို့သာစဉ်းစားနော်ကျွန်တော်အခုရေးပေးခဲ့တဲ့တုံညာထိန်းတဲ့ကဏ္ဍနေကစားမလားတုံထိန်းတဲ့ကတော့361တကွက်ဟိုနေ့ကကျွန်တော်ပြထားတာရှိတယ်နော်မှတ်ထား361ဒါပဲရှိအောင်မယ်ဟုတ်ပါလား